မြကြအော်တိုဘာလ16ရက်နေ့ကြာတာ ပြည်နေ့အတွက်နောက်ဆောင်ရမိုးလေဝသခမန်ချက်တွေနဲ့အတူတောက်သူဦးကြီးတွေအတွက်အထူးရေးကြီးတဲ့သတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အနာတမုတ်တုံလီဟာလာမယ့်2ရက်တွင်မြန်မာနိုင်ငံတောက်ပိုင်းကနေပြည်သက်ဆုတ်ခွာတော့မှာဖြစ်ပေမဲ့အော်တိုဘာလကုန်ထိအခလွန်မိုးတွေဆက်လက်ရွာသွန်းနိုင်တဲ့အခြေအနေဖြစ်ပေါ်နေပါတယ်။အနာတမုတ်တုံလီဟာလာမယ့်2ရက်တွင်မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေကနေပြည်သက်ဆုတ်ခွာသွားတော့မှာပါ။ဒါပေမဲ့ဘင်္ဂလားပြည်နယ်အော်ကရေကိုရေငွေတွေဝင်ရောက်မှုဟာဆက်ရှိနေတာကြောင့် မြန်မာပြည်လုံးတိုက်တာအနေနဲ့အော်တိုဘာလ22ရက်ကျော်မှသာမိုးအရွံ့နေသွားမှာဖြစ်ပါတယ်။မိုးလွန်ကာလဖြစ်တဲ့အော်တိုဘာလ30ရက်နေ့ထိတော့အခါလုံမိုးနဲ့ဖြတ်မိုးတွေရာသွန်းလိုက်ခြင်းရှိနေတာကြောင့်တောက်သူဦးကြီးတဲ့အနေနဲ့အထူးသတိပြုစိုက်ပျိုးကြဖို့အကြံပြုလိုပါတယ်ရှင်။နက်ပြတ်တော်မိုးရသွန်းမှုခံမှန်ချက်တွေအနေနဲ့ကတော့ကရင်ပြည်၊ကရင်ပြည်၊မြပြည်တော်နဲ့ရင်ကုန်တိုက်တို့မှာမြန်ဆက်စစ် ရခိုင်ပြည်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျဲကျဲမိုးရွာနိုင်ပြီးကချင်ရှမ်းမြောက်ပိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်ရှင်။ဆက်လက်ပြီးဒေသလိုက်ထူခမှတ်ချက်တွေကိုပြောပြပေးသွားမှာပါ။ဒီကနေ့ညကနေမနက်ဖြန်အထိမန္တလေး၊ဇကာ၊ရွှေဘို၊ကြောက်ဆယ်၊မြစ်သားဆင်ကိုင်းအရရောဝက်လက်မတရားရေဦးမြို့နယ်တွေနဲ့မိထီလာ၊တာစီ၊ရွာငန်၊ပင်တရအောက်ပန်း၊ကလောပင်လောက်နောက်တရားဒေသတွေမှာမိုးနှင်းငယ်ကနေတင်းတင်းရွာနိုင်ပါတယ်။ ရခိုင်ယုံမတကြုံနဲ့အန်ကနောက်ကြီးကြောက်တော်နဲ့မြင်ပြမြို့နယ်တွေမှာတော့နေရာစိတ်စိတ်မူရနိုင်ပြီးနေရာကွက်မူများနိုင်ပါတယ်ရှင်။မူတိတ်တောင်တွေဟာရှမ်းပြည်၊ချင်းပြည်၊ရခိုင်ပြည်၊မွန်ပြည်၊တနင်္သာရီတိုင်း၊မန္တလေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်းနဲ့တရားဝတီတိုင်းတို့မှာဖြစ်ထုံမှုအားကောင်းနေပါတယ်။အဲ့ဒီမူတိတ်တောက်တွေဖြစ်တန်းသွားရတခြားမှာနေပြင်းတိုက်ခတ်တာနဲ့မူကျိုးပြစ်တာတွေဖြစ်ပေါ်နိုင်တာကြောင့်တတိပြုတ်သွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ မိုးလွန်ကာလမှာဆက်လက်ရွယ်သွန်းနေနိုင်ပြီးလာမယ့်9ရက်တွင်ရခိုင်ပြည်မှာမိုးရေချိန်9.25လက်မှချင်းပြည်မှာမိုးရေချိန်4.8လက်မှနဲ့တနင်္သာရီတိုင်းမှာမိုးရေချိန်4.6လက်မှအထိမိုးရသွန်းနိုင်ပါတယ်။မြမပြည်နယ်ပြည်မှာတော့လိုင်းနှင်းငယ်ကနေလိုင်းတင်းသာရှိနိုင်ပြီးလိုင်းအကြီးဟာ၄ဘေကနေ၆ဘေခန့်တည်ရှိနိုင်တာကြောင့်ပြည်နယ်ပြည်ခရီးသွားတွေနဲ့ကဏီကံဝေးရေလောက်သားတွေအတွက်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြပေးနေတာကြောင့်ကျမတို့ CJ Platform ရဲ့နောက်ဆိုရမိုးလေဝသခံမှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရခံလိုပါရှင်